文法へ謎の問題に出て、問題さ、文章の文法を設定してきちゃうの。問題さんまそういうの、ပေးစာဒါမှမဟုတ်လို့ရှိရင်စာစီစာကုန်းပုံစံမျိုးရှိရဲ့စာပိုက်အရှိတွေကိုဖတ်ပြီးတော့အပေါက်မှတို့ရက်တင်းလျော်တဲ့တံတားကိုရွေးချယ်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာတော့သတိထားပြီးဖြေဆိုရမှာတွေကတော့နံပါတ်၁ချက်အနေနဲ့အကြောင်းပြချက်စာကြောင်းတွေဖတ်ရမယ်။နံပါတ်၂ကတော့စာချက်ဖြစ်နေတဲ့စလုံးတွေစကားစုတွေကိုရှာကြည့်မယ်။ နံပါတ်3ကတော့စာကြောင်းတစ်ချောင်းရဲ့အစီအငေါ်တဲ့ခြင်းမတဲ့ခြင်းတွေကိုစဉ်းစားပြီးတော့ဖြစ်ကြည့်မယ်ဆိုရင်တော့ online စာကိုလောလောကူကူနဲ့ဖြည့်နိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဥပမာတစ်ပုဒ်ကိုဖြည့်ကြည့်ကြရအောင်နော်။はい、です。私は友達と一緒に海へ行きます。ラメラマシの方に一年に一度、ベネグとアバメ。私は日本に来るとき、飛行機から海を見ました。何々、海へ行くのは初めてです。 ဒီဂျပန်ဝင်လာတဲ့ချိန်တုန်းကလေမော်ကနေပြီးတော့ပင်လယ်ကိုမြင်ခဲ့တယ်။နာနီနာနီပင်လယ်ကိုသွားဖို့တာကတော့ပထမဆုံးအချိန်ဖြစ်ပါတယ်။ဒါဆိုရင်ဒီနံပါတ်1နေရာမှာဖြစ်ရမယ့်ဟာလေးရပေါ့နော်။ခါရပင်နေရာကျတော့ကမော်တဲနဲ့အတူတဲဆိုပြီးတော့ပေးထားတယ်ပေါ့နော်။အဲ့တော့ဒီနံပါတ်1မှာဖြစ်ဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့စာကြောင်းစီလမှုရဒီကွက်လက်ရဲ့အရှိစာကြောင်းနဲ့ဒီကွက်လက်ရဲ့အနောက်ကစာကြောင်းလေးကို တစ်ချက်တိတိချာချာဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနံပါတ်1ကိုဖြည့်နိုင်မယ်ပေါ့နော်။ပြောတော့ဒီမှာပြောထားတာသူဂျပန်လာတော့ကကြာတော့လင်းခေါ်ကနေပြီးတော့ပင်လယ်ကိုမြင်နေပင်လယ်ကိုသွားဖို့တာကတော့ပထမဆုံးအချိန်ဖြစ်ပါတယ်။ဒါဆိုရင်ဒီနေရာမှာဆိုရင် तू ကသူဂျပန်ကိုလာတဲ့အချိန်မှာလင်းဘော်ကနေပင်လယ်ကိုမြင်ခဲ့ပေမဲ့ပင်လယ်ကိုသွားဖို့တာကတော့ပထမဆုံးအချိန်ဖြစ်ပါတယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနံပါတ်1မှာထည့်ရမှာကြတော့ か2番との私は日本に来るとき飛行機から海を見ましたが、海へ行くのは初めてです。だそれめの友達は夏に何々と毎年海へ行くと言っていました。라등해진가 なって、なった、ならない。여등해진가뉘야디샤루신이내다이비내고도아미루벼게바리루벼진나표대드나순이나루도마이도시우미에이쿠토이테이마스타다솔루신이네마네마피야마가로이치반표대나루私たちが行く場所では、ボートで島へ渡れると聞きました。何々楽しみです。 တော့ကျွန်တော်တို့သွားမယ့်နေရာကဒီဘုံနယ်ပေါ့နော်ကျွန်းနေကိုဖြတ်ကူးနိုင်မယ်လို့ကြားထားပါတယ်နာနီနာနီသာလို့ရှိမိတဲ့အဲဒီနံပါတ်3နေရာမှာဖြည့်ဖို့ပေးထားတာလေးကကျတော့ scarcity ပေးမယ်ဒဲမို့ပေးမယ်သူတဲမို့အရန်နဲ့စရုတ်တို့လုံလိုက်ရင်ဆိုရင်ပေးဆိုပြီးတော့ပေးထားရပါတော့။အဲ့တော့ဒီနံပါတ်3ပလက်ရဲ့အရှိရစာချမ်းနဲ့သူ့ရဲ့အနောက်က サラディーチーアテンドゾンピアジャロとてもピュバレ。私たちが行く場所では、ボートで島へ渡れると聞きました。とても楽しみです。ちなみにアメニアが、ディボーテーに上陸ピュコナに入れたバレ、インをピュボカマメ、スビオピュバレ。最近太って何々ので、少しダイエットをして何々と思います。 最近食ったのは太って何々なので少しダイエットをして年々ラップを食べなにな何々と思います。လုံးမယ်လို့တွေးထားပါတယ်အဲ့တော့ဒီမှာအခုတလောမှာဝလာတာကြောင့်ပြောမှာဖြစ်တဲ့အတွက်သူ့ရဲ့နံပါတ်လေးမှာဖြေဖို့ပေးထားတဲ့အဖြေလေးတွေကမှဖတိုတက်ခိတာနော်ဒေ少しダイエットをして何々と思いますえっと思いますရဲ့အရှိမှာ ပါလိုက်လေဆိုတော့ eco care လိုက်တဲ့အတွက်ဒီနံပါတ်5ဖြေဖို့ပေးထားတဲ့အထဲမှာ eco care ဆရာကနေပါဖြစ်တဲ့ coco to omoimasu ကိုထည့်ပေးရမှာဖြစ်ပါတယ် tissue ပြစားတဲ့အတွက်ကျေးဇူးတင်ပါတယ်